ုံနာကျုံးမျိုးကစေးရုံကိုစစ်တွေမျိုးမှာရှိနေတဲ့စစ်ကောင်စီတပ်စခန်းတစ်ခုကအတွေးလိုက်တုံးနဲ့ပြစ်ခတ်ခဲ့လို့စေးရုံအဆောင်တရှိုးပြက်စီးသွားတယ်လို့သိရပါဗျ။မက်ရှလာ28ရက်နေ့အာယုံရှင်ကပြစ်ခတ်ခဲ့တာဖြစ်ပြီးပုံနာကျုံးမျိုးစံပြရက်ကွက်မှာရှိတဲ့စေးရုံဝင်းကျင်အနားမှာကြားရောက်ပောက်ကွေးခဲ့တာပါ။အတွေးလိုက်တုံးတွေနဲ့ပြစ်တာစေးယုံအနာကိုသုံးလုံးကြားရောက်ပောက်ကွေးခဲ့ပြီးစေးယုံအစာအုပ်တရှိုးပြက်စီးသွားတယ်လို့တတင်းရင်းမြစ်တယောက်ကပြောပါရီ ပြီးခဲ့တဲ့မက်ရှလာ25ရက်နေ့ကလေစီပီးရှောင်ဥယျာဉ်တရာကျော်ခိုလုံနေတဲ့ပုံနာကျွမြို့နေကအောက်ဖြူပြည်ကြီးရွာကို စစ်ကောင်စီလေတပ်ကဘုံကျဲတိုက်ခိုက်ခဲ့ရာကြောင့်စီပီးရှောင်5ရောက်တည်ဆုံပြီး12ရောက်တန်းရာရရှိသွားခဲ့ပါတယ်ပုံနာကျွမြို့နယ်တစ်ခုလုံးကိုအာရခတက်တော် EE ကပြီးခဲ့တဲ့2024ခုနှစ်မတ်လ4ရက်နေ့မှာအပိသက်သိမ်းပိုင်လိုက်ခဲ့တာပါ။ဒါပေမဲ့စစ်ကောင်စီကလက်နက်ကြီးတွေနဲ့ပစ်တာလေကြောင်းတိုက်ခိုက်တာတွေမကြာခဏပြုလုပ်နေတာကြောင့် ဒေသခံတွေနေရမပြတ်နိုင်ပြီးစစ်ပီးရှောင်နေကြရစီဖြစ်ပါရယ်